ပြောကြတာပေါ့ဟုတ်တလားကိုယ့်ရဲ့ကိုယ့်ရဲ့စတိုင်နဲ့ကိုပဲဆိုတော့လေပြောရမှာပေါ့နော်ဒီပုံစံနဲ့ပဲကိုကအလုပ်လုပ်လာဆိုတော့ကဲအားလုံးပဲကျင်းနေလိုက်ကြတော့နော်ခိုးတဲ့သူကိုလည်းထိမ့်သိမ်းထားလိုက်ပြီဖမ်းလိုက်ပြီနော်အဲခုနကဟိုဥစားဖြစ်တဲ့သူကိုလည်းနာကျင်စေမှုနဲ့ဒေါသအလျောက်ရိုင်းနှက်မိတဲ့ဆိုင်ရှင်ကိုလည်းမနှိမ့်နေရဖမ်းနေပေါ့နော်တဲခိုးတဲ့သူကိုလည်း ဖန်းစီပြီးသွားပြီခိုးတဲ့သူကလည်းခိုးမှုကြခံမှာပေါ့ကျမမနေ့တော့ကအဲကျမဗီဒီယိုလေးဟိုဘက်မှာတင်ထားတယ် နော်မနေနိုင်ဘူးပြောပြချင်တာ ਨੇ ဗီဒီယိုလေးတင်ထားတယ်အဲ့တော့တချို့ကလည်းအဲခိုးတခိုးဘက်ကကာကွယ်သလားပေါ့အဲဥပဒေတွေကအဲတချို့ကလည်းဘာလားပေါ့အဲဒီလိုမျိုးတွေပေါ့ဒါဆိုရင်တခိုးကလာခိုးလို့တခိုးကအဲဓာတ်နဲ့ထိုးသွားရင်တော့ငုတ်တုတ်ထိုင်ကြည့်နေရမှာလားလို့စသဖြင့်ပေါ့အကန့်လေးဒီလိုမျိုးတွေ့ရဲဆိုတော့ဥပဒေကတော့ဥပဒေပဲနော်အဲ့ဥပဒေကကျွန်တော်တို့တနိုင်ငံနေမှာပဲရှိတာလားဆိုတော့မဟုတ်ဘူးနိုင်ငံရချားမှာလည်းရှိတယ်မေးကြည့်ကြည့်ပါနော်နီးစက်ရကိုယ့်ရဲ့အမျိုးအစွေတွေထဲမှာရှိရဲဆိုလို့ရှိရင်မေးကြည့်ကြည့်ပါနိုင်ငံညားတွေမှာလည်း ီလိုပဲတခိုးခိုးနေတာတွေ့တယ်ဆိုလို့ရှိရင်ကိုထိလိုက်ရောက်လုံးလို့မရဘူးရဲကိုခေါ်ပြီးတော့ပဲအကြောင်းကြားလို့ရတယ်နော်အဲ့နောက်ဆက်တွဲရင်းရအေးယူတာအေးမယူတာတွေအမှုဖွင့်တာအမှုဝယ်ဒါတွေကတော့တစ်စက္ကန့်ပေါ့နော်ဒါတွေကတော့တစ်ပိုင်းပေါ့အဲ့ဒါတွေပြောရင်အများကြီးကျေပြန့်ကုန်မှာပေါ့နော်ဆိုတော့အာနည်းနည်းပိန်သွားသလားမသိနဲ့ဟုတ်တယ်အဲ့ဒါနဲ့ဒါကတစ်ပိုင်းပေါ့နော်အဲ့တော့ဂျန်တဲ့တစ်ပိုင်းကတော့ကျမတို့ဥပဒေရှိတယ်ဆိုတာကိုကာယကံကျမတို့တွေကလူတိုင်းကသိဖို့လိုတယ်ဥပဒေတွေနဲ့အကျွမ်းတော်ဝင်ရှိဖို့လိုတယ် ဲ့တော့နိုင်ငံဒီဥပဒေတွေကကျွန်တော်တို့တနိုင်ငံနဲ့ပဲထွန့်ပြီးကွန့်ပြီးရှိရလားဆိုတော့မဟုတ်ဘူးနိုင်ငံသားတွေမှာဆိုပို့ပြီးတော့မှပြင်းထန်ပါတယ်နိုင်ငံသားမှာဆိုလင်မယားချင်းရံပြစ်လဲခြိပါလက်ပါလို့မရအောင်လက်နဲ့အောင်ရွယ်လို့မရအောင်လက်နဲ့ရွယ်ရင်ကိုတိုင်လို့ရတယ်နော်အဲ့တော့ကိုလင်မယားကကြီးစင်အေးစင်နဲ့ဖြစ်သွားရင်တော့မှဘေးအိမ်ကတိုင်လို့ရှိလို့ရှိရင်လည်းအေးအေးယူခံရတယ်နော်ဒီလိုမျိုးနောက်တစ်ခါမြန်မာတွေနိုင်ငံသားကိုပြောင်းရွှေ့သွားတဲ့မြန်မာတွေအများဆုံးဖြစ်တဲ့ပြဿနာဘာလဲဆိုလို့ရှိလို့ရှိရင်နိုင်ငံသားမှာကိုယ်ကလေးကိုကိုယ်ရိုက်မိတဲ့ပြဿနာ ကိုကလေးကိုကိုကရိုက်မိတယ်ကျမတို့မြန်မာမိမာတွေကရိုက်တယ်လေကလေးရိုက်တယ်လေကျမတို့ငငယ်တော့လည်းရိုက်ခံရတယ်အခုတော့မှနည်းနည်းလေးခန်းကျင်တယ်လို့လို့ဘာလို့လို့အထီးရှိသေးတယ်နော်အသက်50ပြည့်ကန်ဒီတော့မှလွတ်လပ်ရရမရသေးဘူးနည်းနည်းလေးအဲ့လိုအဲ့လိုလေးရှိနေသေးတယ်ဒါကျမတို့မြန်မာကာချာပေါ့ကျမတို့တွေကသားသမီးကိုဆိုရင်ဇက်နဲ့ပြောလို့မရရင်ကျမတို့ကရိုက်ပြီးတော့မှဆုံးမကြတယ်ဘယ်သားသမီးရမှလည်းမိမာရိုက်လို့ဆိုပြီးတော့မှမဖြစ်ကြဘူးကျမတို့ဒါကျမတို့ရဲ့ delay ကျမတို့ရဲ့ ရင်ကျင်းမှုပေါ့နော်ဒါပေမဲ့နိုင်ငံသားမှာကြတော့မိမကသားသမီးကိုရိုက်နှက်ပြီးတော့မှဆုံးမလို့မရဘူးအဲ့ဒါလဲ criminal ပဲအဲ့ဒါလဲ crime ဖြစ်တယ်နော်အဲ့တော့အဲ့ဒါလဲ crime ဖြစ်တယ်ဟိုဥစားဘာဖြစ်သလဲဆိုတဲ့ခါကြတော့ကိုကသားသမီးကဖုန်းဆက်တိုင်ရင်လဲရဲရောက်တယ်ဘေးအိမ်ကဖုန်းဆက်တိုင်လို့ရှိရင်လဲရဲရောက်တယ်နော်ဒီလိုမျိုးဒီလိုမျိုးလေးတွေရှိရဲဒါလေးတွေကိုသိဖို့လိုတယ်အဲ့တော့ကျမကမနေ့တော့ပြစ်မှုတွေအဲဥပဒေပုံမှန်တွေကိုရှင်းပြတယ်ဆိုတာကျမတို့တွေကအဲ့လိုမျိုး ကြုံလာလို့ရှိရင်ခုနကဆိုင်ရှင်အမာကြီးလိုမျိုးဒေါသအလျောက်လုံလိုက်မိမှာစိုးလို့လုံလိုက်ရင်သူ့အလွန်ကိုအမားနဲ့မတန်မယာနဲ့ကိုကနစ်နာမှာစိုးလို့ကျမကရှင်းပြတာတခိုးကိုကာကွယ်တဲ့အာလည်းမဟုတ်ဘူးတခိုးကိုကာကွယ်ပေးတဲ့ဥပဒေလည်းမဟုတ်ဘူးเนาะဆိုတော့ကိုကြုံခဲ့လို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့နောက်တစ်ခုအပေါ့ကျမတို့တွေအဲအရန်ဆိုးတယ်တခါတလေကျရင်ရဲလက်အပ်တော့လဲခုနပြောသလိုပေါ့မနဲ့အပ်လိုက်လို့ညနေကိုပြန်ပြီးတော့မှလွတ်လာတာပဲဘာညာဆသဖြင့်ပေါ့ဒီလိုမျိုးတွေ ပြောတယ်ဆိုရင်တော့ဒါကတော့ဥပဒေကြောင့်ရအမှုမဖွင့်ဘူးဆိုလို့ရှိရင်ရဲစခန်းကလည်း24နာရီအပြင်ပို့ပြီးတော့မှထိမ့်သိမ်းလို့မရအောင်ဒီလိုလေးတွေကလည်းအများကြီးရှိသေးတယ်ဥပဒေပုံမှန်တွေကလည်းเนาะရဲမှလည်းရဲအကြောင်းအရာပေါ့เนาะဆိုတော့ဒီလိုမျိုးလေးတွေရှိသေးတာဖြစ်တဲ့တော့ကျမတို့ကလှုပ်ချင်တဲ့ဆိုထိထိရောက်ရောက်အမှုဖွင့်အေးအေးယူဆောင်ရွက် အမှုနေဖွင့်အဲ့တော့ကျမတို့မြန်မာအများစုကတော့အမှုဖွင့်ရင်ဇရိတ်စကားလေးကုန်းလဲဒီမဖြစ်စလောက်လေးနဲ့ခိုးသွားရနဲ့ဆိုပြီးတော့ကျမတို့ကခုနကတော့အဲ့လိုမျိုးပဲစော်ထက်လိုက်ကြတာပေါ့နော်အဲ့တော့စော်ထက်လိုက်တာကစိတ်နဲ့ကိုယ်နဲ့အဲစော်ထက်လိုက်တာစော်လို့ရတယ်စော်ခြင်းရင်တင်းတင်းစိတ်နေမလုံးနဲ့ကျမပြောအရှင်းလားနော်အဲ့တော့ တင်တင်ဆိုင်နေလို့လို့ဒီပြဿနာဒီလိုကြီးထွားတာเนาะတင်တင်ဆိုင်နေမလုပ်ကြနဲ့ဟုတ်လားနောက်ဆုံးဟိုနိနာစီလိုနဲ့မဟုတ်ဘဲနဲ့ဟိုဘလို့ခေါမလဲဂယုနာဒေါသောနဲ့နောက်တစ်ခါဟန့်အောင်လို့မလို့ကိုကတစ်ချက်နှစ်ချက်ကစ်ချင်လိုက်တယ်ဆိုရင်တော့မှတင်တင်ဆိုင်နေမလုပ်နဲ့တင်တင်ဆိုင်နေလို့လို့ဒီလိုပြဿနာတွေကြီးထွားတာဒါလေးတွေကိုသိရအောင်လို့ ကိုယ်လှည့်ကြရင်သူ့အလွန်ကိုယ်အမှားနဲ့ကိုကနင်းရင်ထိုင်ရင်နဲ့နင်းလဲနင်းနာသေးတယ်ဟိုအမှားကြီးလိုမျိုးဆိုင်ရှင်အမှားကြီးလိုခံလဲခံရသေးတယ်နင်းလဲနင်းနာသေးတယ်အဲကိုကတရားစွဲလဲခံရအောင်မေဒေါသအလျောက်လုံးလိုက်မိတယ်ပေါ့နော်ဆိုတော့ဒေါသအလျောက်လုံးလိုက်မိတဲ့ဟာတွေဟာဒီဗီဒီယိုတွေရဲ့တစ်ခွက်တစ်ပြက်မှာတော့လူတို့ကိုစိတ်ဆိုးစရာဖြစ်သွားစေတဲ့ခါကြတော့အဲကိုကပြန်ပြီးတော့မှတရက်လိုကနေတရက်ခန့်ပြန်ဖြစ်သွားတာပေါ့ဟုတ်ပြီအဲ့တော့အခုအနေထားရတော့ မနေ့အထိကတော့တခိုးကလွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တခိုးကိုလည်းဖမ်းသားပြီအဲကျွန်တော်တို့အာဒါခုနဒေါသအလျောက်ကျွန်တော်မိတဲ့ဆိုင်ရှင်ကိုလည်းဖမ်းသားပြီโอเคပြီးသွားပြီပြီနော်တခိုးလည်းတခိုးပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲဟုတ်တယ်နော်အဲ့တော့ခုနကကိုထီးလိုက်ရောက်လုံးလိုက်မိတဲ့အမကြီးလည်းသူ့ကိုထီးလိုက်ရောက်လုံးလိုက်တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲနော်အဲ့တော့ကျွန်မပြောချင်တာကအခုမှလာပြီနော်ခါရောမီပရဟိတများ နေနေလေးစောင့်ပါအောင်လားလို့ဟုတ်လားချက်ကနေဟေးတန့်ကနေဟေးဆိုလို့ရှိရင်မဟာကိယုဏရှင်ကြီးများအင်မတန်ပေါ်သောတိုင်းပြည်အရန်မဟာကိယုဏရှင်ကြီးတွေအရန်ပေါ်တဲ့ဆိုရင်လည်းတနာစရာကောင်းတဲ့သူတွေကျွန်တော်တို့တိုင်းပြည်မှာအများကြီးရှိတယ်ပြည်သူစေယုံကြီးရဲ့ကင်စာဌာနကိုသွားလိုက်နော်ကင်စာဌာနကိုသွားလိုက်တနာစရာလူတွေအများကြီးရှိတယ်သွားလူပါအခုတော့မဟုတ်ဘူးခါရောမီဟေး Facebook ပေါ်မှာဘာဟေးဆိုလို့ရှိရင်ချက်ချင်းအလူရက်တင်နေသွားပြီးတော့မှကင်မရာတွေတကားကားနဲ့သွားပြီးတော့မှလှူကြတာ အဲ့ဒီလိုလူဒန်းစားတွေကရှင်တို့တွေပတ်စံသွားပြီးလဲသူတို့ကလက်ကြောတင်းအောင်တသက်လုံးလုပ်ခဲ့တဲ့လူဒန်းစားမဟုတ်ဘူးကျမဒီရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတောင်းစားတယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအရှိမလဲပြောခဲ့ပြီးပြီမယုံရင်သွားပြန်ပြီးတော့မှရှာပြီးတော့မှနားထောင်ကြည့်ကြည့်ပါနော်လက်ကြောတင်းအောင်မလုပ်နဲ့အလုတ်ပေးကြလားအလုတ်ခန့်ကြလားတချို့ကအမေအလုတ်ပေးလိုက်ပါလားအလုတ်ပေးလဲသူတို့မလုပ်ဘူးသူတို့ကတသက်လုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲသူတို့ကပျော်မွေ့နေပြီးစီးနဲ့ကန်းနဲ့ အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တတ်ချက်တွေနဲ့သူတို့မနေနိုင်ဘူးเนาะနောက်တစ်ခါကလေးတွေပေါ့ ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်တွေမှာလည်းမြင်တယ်မဟုတ်လားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိမ်ညာမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာတွေကဒါတွေဟာရှိခဲ့တယ်နော်ခလေးတွေကိုငှားစားတာတနည်းကို2000တော့3000တော့ ਨੇ ခလေးတွေကိုငှားစားတာနော်အဲ့တော့ခလေးတွေကို cover ယူပြီးတော့မှသူတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ညတာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးဖြစ်ကုန်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်နေမဟုတ်ဘဲနဲ့ခါရိုမီပရဟိတတွေအယံမဟာကယုဏရှင်ကြီး လေတဆိတ်ရှိရင်ထစ်ခနဲဆိုသွားပြီအဲ့ဒါဆိုတော့ဘာဖြစ်သွားမလဲဆိုတော့အများရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တစ်ခုရရင်ဒီလိုမျိုးပတ်စံနေရတတ်ပါလားဆိုတဲ့ဟာမျိုးတဆိတ်ရှိရင်ပတ်စံသွားပေးတာတဆိတ်ရှိရင်အလှခံမျိုးမှပတ်စံသွားပေးတာအဲ့ဒါဇာတိတမန်နိုင်တွေကိုရိုက်ချိုးခံရတာပဲ အစင်မပြေတဲ့သူကိုပတ်စံပေးတာဘာဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွင်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ခြူကြတော့တာပတ်စံရဖို့အတွက်ပဲလောက်ကြတော့တာအဲ့တော့ karomi parahita ကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ရာရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအစင်မပြေဘူးကြည့်ရတာတခုဟာတခုပဲပေါ့ဟုတ်တယ်နော် အဲ့တော့ခဏလေးတော့စိတ်ရှင်လက်ရှင်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအမြင်နဲ့ကျွန်မကြည့်နေတခုခုဆိုလေဟာအသေးအသံအញ្ញမ်းမှလှူခြင်းနဲ့တန်းခြင်းနဲ့မဟာကိဥနာရှင်ကြီးတွေဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူဈေးယုံကြီးတွေမှာအများကြီးပါသွားလှူပါမိမမဲ့ခင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလှူပါเนาะအဖုံးတော်ဒီကြီးတဲ့ပညာကျောင်းနေမှာလေလိုအပ်ချက်တွေအများကြီးရှိပါတယ်เนาะဟာဘုန်းကြီးကျောင်းနေဆင်းရဲနေတဲ့ဘုန်းကြီးကျောင်းနေအများကြီးရှိပါတယ်ဟုတ်လား သာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လေလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုလဲအဝေးကြီးသွားစရာမလိုပြည်သူစေုံကြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တယ်မင်းနဲ့တည်သွားတဲ့သူကြီးအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကားနဲ့တခုခုဟေ Facebook ပေါ်မှာတန့်ကနေဟေ့ဆိုအတင်းတွေသွားပြီးတော့မှအလူရက်တွေပတ်စံတွေပေးပြီးတော့မှဟာဘလူတွေပဲချမ်းနိုင်တယ်မြစ်တာရှင်ကြီးတွေသွားလောက်တာအစင်မပြေနေဘူးတော့ကြည်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲတော်သူကလေးပဲပါပါမပါပါဘလူပဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲ ဟုတ်လားဆိုင်ရှင်ကလည်းပြောပါနောက်တစ်ခါကျမကိုမနေ့တော့ဗီဒီယိုဖိုင်လေးလာတယ်ကျမနဲ့တိတဲ့ညီမလေးတယောက်ကလာတယ်ကျမကအတန်ဖိုင်လေးပို့ထားတယ်မမတဲ့သူနဲ့ဆိုင်ကြီးချင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့ အချိန်တိုင်းသူတို့ကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆုံးတယ်တဲ့ခံရတဲ့သူတွေဘက်မှာလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးဝကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်လိုက်တာဖြစ်တဲ့တူသူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အလွန်ကိုယ်အမှားဖြစ်သွားတာဟုတ်တယ်နော်ဆိုတော့တခိုးကမူလကခိုးတယ် ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရက်ကြီးတွေခွန်ရမယ်အဲဘယ်လိုခွန်ရမယ်စသဖြင့်ပေါ့ဒီလိုမျိုးတွေနဲ့အဆင်စင်သွားအောင်မ तू ကဒေါသလေးရောက် तू ကသူစီရင်လိုက်တယ်စီရင်တာလဲပြက်တနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနှင်းဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမှားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနဲ့ချင်းနဲ့ရှိတာကြောက်စရာတိတ်ကောင်းတယ်အဲ့တော့ကျမအရင်တော့ဆိုရင်တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖက်နက်ကလေးမရှိလို့ဖက်နက်ကလေးခေါ်ပေးတယ်နောက်နေ့ဖက်နက်မရှိတော့ဘူးเนาะအဖက်နက်ဒီတိုင်းပဲဒုံရင်းဒုံရင်းပဲ ဟုတ်လားအဝိစရာလေးမရှိတော့ကျမတို့အဝိစားခေါ်ပေးလိုက်တယ်နောက်နေ့အဲ့ဒီအဝိစားမရှိတော့ဘူးနော်ဒုံရင်ဒုံရင်ပဲသူတို့ကကဲတင်လို့မရတော့ဘူးအဲ့ဒါကြီးပရာဟိတခါရောမီပရာဟိတတွေကလည်းအသေးအံပတ်စံနေသွားပေးတာကြတော့မျက်စိထဲမှာမြင်ရတာအဆင်မပြေဘူးနော်အဲ့ဒါလေးရတော့လေနော်အဲ့ဒါလေးလည်းခါတဲ့ဒီဟိုအမျိုးသမီးမှန်သလားဆိုဆိုင်ရှင်အမျိုးသမီးမမှန်ဘူး ဆိုင်ရှင်မျိုးသမီးမမှန်ဘူးဘာဖြစ်လဲသူဟာသူစီရင်ဆုံးလုံးလုံးပိုင်ခွင့်မရှိအောင်သူလုံးလိုက်တာမလို့သူလည်းသူပြစ်မှုပြစ်ဒဏ်သူကြားခံရမှာဒါပေမဲ့ခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခိုးကတခိုးပဲဟုတ်လားအဲ့တော့တခိုးကလူပြန်ဟစ်ပြီကျမမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေဇနေတို့ဘာလို့သူလဲခလေးငားစားတာလေသူလဲခလေးငားစားတာသူလဲခလေးငားစားတာ နော်ပြန်လာရင်ပတ်စံရတယ်ခလေးခေါ်ပြီးထိန်းသွားပြီးပြန်လာခလေးငားစားတာအဲ့ဒါသူတို့ရဲ့ business ခလေးငားစားတာသူတို့ကတပြန်စီပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနေတို့အမလီဥပဒေတခုံးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာနော်ဆိုတော့ကျမတို့လည်းခတ်တော့ခတ်တယ်ကျမတို့တိုင်းပြအောင်လည်းနည်းနည်းတော့လွဲတယ်သိလားဆိုတော့ကျမမနည်းအောင်ဆိုဥပဒေပုံမှားတွေနဲ့ကျမရှင်းပြတယ်ကျမတို့တွေ သူကိုအကုန်လုံးပေါ့နော်မမတွေညီမလေးတွေကျမတို့ဘယ်နေ့ဘယ်ကိစ္စဒီလိုမျိုးကြုံတွေ့ရမှာမသိဘူးကြုံတွေ့ရရင်ကျမတို့ကဘယ်လိုဆောင်ရွက်ရမှာဆိုတာကိုသိအောင်လို့မလို့ဒီလိုထုတ်ရင်နှက်ပြီးတော့မှဒီလိုတွေတင်ရင်လဲဒီလိုတွေနဲ့ညီစိုးနေနော်ဒီလိုတွေနဲ့ညီစိုးရင်မညီစိုးအောင်ဘယ်လိုလုပ်မလဲဒါကတော့ကိုယ့်ကိုညံရှိတယ်လို့သုံးဟုတ်တယ်မလားကျမပြောတာကျမတို့လာပြီးတော့မှတခိုးကလုတ်သွားတာကိုခံရမှာလားတော့တခိုးကိုကာကွယ်တဲ့ဥပဒေလားလို့လာမပြောနဲ့အဲ့ဒါနိုင်ငံတိုင်းမှာချမှတ်ထားတဲ့ဥပဒေကျမထုတ်ထားတာလည်းမဟုတ်ဘူးကျမတို့ရန်လာမတွေ့နဲ့ ကျွန်မထုတ်ထားတဲ့ဥပဒေလည်းမဟုတ်ဘူး။ကျွန်မကတိအောင်ကိုဆောင်ရန်ရှောင်ရန်ကိုရှင်းပြတာ။အဲ့တော့ဂယုမဆိုင်ဘူးလုံးမှာပဲလုံးတော့ပါဖြစ်လေလုံးရင်အဲ့လိုဖြစ်မယ်။ဟုတ်လား။အဲ့တော့ဒီလိုတွေလုတ်တယ်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်ဒီလိုတွေထုဟဲနှက်ဟဲကိုယ့်အကိုစီမံရင်ဒီလိုမျိုးဖြစ်မယ်ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲကိုယ့်အကိုညံရှိတယ်လို့သုံးဟုတ်လားကိုယ့်အကိုညံရှိတယ်လို့လုပ်တင်တင်စိန်တွေကိုကျွန်မသတိပေးတာเนาะတင်တင်စိန်တွေလုပ်လို့ဒီလိုမျိုးအမှုကိစ္စတွေကကြီးမားကျယ်ပြန့်တာ ဟုတ်ပြီလားအဲ့တော့ဒီလိုသခိုးတွေကလည်းမရှိဘူးလားဆိုရှိနေအောင်ပါအဲ့ဒီသခိုးတွေကနော်အဲ့တော့အုပ်စုလိုက်ကြီးအုပ်စုလိုက်ကြီးအဲ့တော့ကျမပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းသခိုးအားပေးတွေတော့မလုပ်ကြနဲ့နော်သခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိယုနာရှင်ကြီးတွေလက်ထဲတွေကိုပတ်စံနေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လေ အာမြင်ရတွေ့ရတာအစင်မပြေဘူးเนาะတခိုးကလည်းတခိုးရဲ့ပြည့်မှုပြည့်တံခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလုတ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါလဲလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ခလင်းငှားတယ်ဆိုရင်ဟာဒီ နော်အုပ်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတောက်ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရကလေးတွေနှိမ်နှင်းလို့ရလို့လားမရဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးလေးဒီဘက်ကကျမတို့လူငယ်လေးတွေအုပ်စုတွေကတင်လို့မရဘူးလုံးလို့မရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိနေကိုယ့်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလင်းတခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇန်ရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး တချို့နဲ့တီဟာဆွင်းလို့မရဘူးသူတို့ဆွင်းရင်ကိုပါကြသွားတယ်အဲ့တော့လက်ကကမ်းပီးတိုင်းကောင်းတာမဟုတ်ဘူးတချို့လက်တီဟာမကမ်းသင့်တဲ့လက်တီရှိတယ်တချို့လက်တီဟာကမ်းပီးလိုက်လို့ရှိရင်ကိုနောက်ကိုမပါပါပဲနဲ့ကိုကိုဆွဲချတယ်ဆိုတော့လက်တီအများကြီးရှိတယ်ဒါကိုသတိထားဖို့လိုတယ်နော်အဲ့တော့ကာရိုမီပလာဟိတတွေလေတခုခုထစ်ခနေဆိုလို့ရှိရင်ပတ်စံသွားသွားပေးတာကျမတို့တိုင်းပြည်မှာအဲ့ဒါဇာတိတမန်တိုင်းကိုရိုက်ထိုးခံရတာပဲ မလုတ်ပါနဲ့အောင်ခဏစောင့်ကြည့်ပါအောင်အញ្ញကြီးအနိုင်ငံနဲ့အဝိုင်း hot ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဘာလုပ်မလဲနော်တက်ဆိုင်ရာကရောဘလို့ဆောင်ရွက်မလဲကျွန်တော်တို့ခဏလေးစောင့်ကြည့်ကြည့်ပါအောင်အတင်းကြီးတွေမဟာကယူနာရှင်ကြီးတွေလုတ်ပြီးသွားပြီးတော့မပေးတော့တော်ယုံသူတွေရဲ့စိတ်ထဲမှာဟာဒီလိုမျိုးဖြစ်တာတော့ဒီလိုမျိုးပတ်စံနေရပြီးတော့မှဒီလိုမျိုးအာဖြစ်တယ်ဆိုပြီးတော့မှ ဖြစ်ပါလိမ့်မယ်အဲ့တော့နည်းနည်းလေးဒီပရဟိတခါရောမီပရဟိတမဟာကိ ුණ ာရှင်ကြီးတွေเนาะအတိတတိနဲ့ဆင်ញင်တော်မူပါလို့ပဲကျွန်မကပြောပြရစီเนาะအဲ့တော့အခုတော့တခိုးလေခိုးတဲ့ပြစ်ဒဏ်ခံရမှာပဲခုနကကိုထီလက်ရောက်လုပ်လိုက်တဲ့အမိုင်းနဲ့ပြစ်မှုထင်ရှားသွားတယ်နိဗီဒီယိုဖိုင်ကြီးက evidence ဖြစ်သွားတယ်လင်အဲ့တော့သူရဲ့အဟာအညာဒီ evidence အညာသူလဲထိုက်တဲ့နှစ်ယောက်ပတ်တယ်အဲငွေတန်လား ထောင်နှံလာဒါမျိုးခံရမှာပဲဟုတ်တယ်เนาะအဲ့တော့လေဟိုကျမတို့ကဘလို့ပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိလို့ရှိရင်ဥပဒေကိုတည်ထားဖို့လိုတယ်အဲ့တော့ဥပဒေတွေကိုရှင်းပြလို့ရှိရင်ကျမအောင်လာပြီးတော့မှရံမတွေ့နဲ့ကျမကဥပဒေထုတ်ပြန်တဲ့လူမဟုတ်ဘူးအဲ့ဒါတကယ်ရှိနေတဲ့ဥပဒေကိုကျမကဒါကိုညံရှိတယ်လို့ဒီဥပဒေကိုဘလို့ရှောင်လွှဲနိုင်မလဲဆိုတာကိုသိရအောင်လို့မိမိကြုံခဲ့ရင်သိရအောင်လို့ရှင်းပြတာကိုတနိုင်ငံနဲ့မဟုတ်ဘူးနိုင်ငံသားမှလည်းဒီတိုင်းနဲ့လင်မယားကြီးရံဖြစ်လို့လက်နဲ့ရွယ်ရင်တိုင်လို့ရတယ် ရဲခေါ်လို့ရတယ်။ကိုသားသမီးကိုစိတ်ထဲမှာမစိုးလို့မလို့ရိုက်ရင်ရဲခေါ်လို့ရတယ်။နော်သားသမီးကရဲကိုခေါ်လို့ရတယ်။သို့မဟုတ်မြင်နဲ့ကြားတဲ့မိသူမဆိုကရဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာတခိုးခိုးနေတာမြင်တယ်။ကိုတိလက်ရောက်လို့လို့မရဘူးရဲပဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာရှိတယ်။နော်အဲ့ဒါကိုကျမကိုလာပြီးရံမတွေ့နဲ့။ဟုတ်ပြီလား။ကျမထုတ်ထားတဲ့ဥပဒေမဟုတ်ဘူး။ဆောင်းရံရှောင်းရံကျမတို့ကကို့အလှဲ့ကြရင် ပါပါနဲ့နဲ့နဲ့ဘယ်လိုလုံမလဲဆိုတာကိုလုံလုံရအောင်လို့ကျမကရှင်းပြတာဟုတ်ပြီနော်အဲ့တော့အဲ့ဒါပဲပြီးသွားပြီအခုတော့နော်တခိုးလဲခေါ်သွားပြီဟိုအမကြီးလဲခေါ်သွားပြီဟုတ်ပြီနော်ကျင်းနေကြတော့